သူများပြောတိုင်းမယုံနဲ့တေခန်ဒီအဖိုးအိုတယောက်ဆေးရုံရောက်လာသည်လူနာကမိမ့်နေသည်ဆရာဝန်လေးက လူနာကိုစမ်းသပ်လိုက်စဉ်သူကမျက်လုံးဖွင့်ကြည့်ပြီးဆရာကျွန်တော်တေတော့မှာပါဟု ပြောလိုက်သည်အဖိုးမတေပါဘူးကျွန်တော်အကောင်းဆုံးကုပေးမှာ ျွန်တော်ဆေးရုံကိုလာကျင်တာမဟုတ်ဘူးအတင်းခေါ်လို့သာရောက်လာတာဆရာကိုမေတ္တာရက်ခံကျင်တာတခုရှိတယ်ဘာများလဲကျွန်တော်ပြောတာနားထောင်ပေးနိုင်မလားကျွန်တော်ကိုအချိန်ပေးနိုင်မလားဆရာဝန်လေးကခုံကိုဆွဲပြီး သူ့အနီးဝင်ထိုင်ကာပြောပါဖို့နားထောင်ပေးနိုင်ပါတယ်ဆရာကျွန်တော်သေတော့မှာပါကျွန်တော်သိပါတယ်မသေးခင် ြောချင်တာတွေရှိလို့နားထောင်ပြီးပါဟုတ်ကဲ့ပြောပါကျွန်တော်ဘဝမှာဖြစ်ချင်ခဲ့တာတွေအများကြီးလှုပ်ချင်ခဲ့တာတွေလည်းအများကြီးဖြစ်ခဲ့လှုပ်ခဲ့တာတွေလည်းအများကြီးပဲပေါ့ဒါပေမဲ့ဘဝတစ်လျှောက်လုံးကျွန်တော်ဘာကိုတတိထားမိသလဲဆိုတော့ကျွန်တော်မပျော်ခဲ့တာပဲကျွန်တော်ပျော်ချင်တယ်ဒါပေမဲ့အခုတော့အချိန်တွေနှောင်းသွားခဲ့ပြီ မကြခင်အဖိုးယောဂတွေတတ်တာပြီးပြောရတော့မှာပါခင်ဗျာကျွန်တော်တက္ကသိုလ်တက်တုံးကဝါသနာပါတာ philosophy ပြဒါပေမဲ့တငယ်ချင်းက philosophy ဘာလုံးမှာလဲစမှုတက္ကသိုလ်အတင်းတက်ခိုင်းရတာအမတ်ကလည်းမိတာကိုတငယ်ချင်းနဲ့အတူတူစမှုတက္ကသိုလ်ကိုသာတက်ရတာကျွန်တော်မပြောဘူးနောက်တော့ကျွန်တော်တက္ကသိုလ်ဆက်တက်ဖို့ ငွေကြေးမတက်နိုင်တော့ဘူးအဲ့ဒီတငယ်ချင်းကလည်းကျွန်တော်ကိုဘာမှ မထောက်ပံ့ပေးနိုင်ဘူးလေတတိယနှစ်ရောက်တော့အခြေအနေကပိုဆိုးလာတယ်အဆောင်ကြီးတောင်မပေးနိုင်တော့ဘူးပိုဆိုးတာက စာမေးပွဲပါကြတာပဲအဲ့ဒီတော့တငယ်ချင်းကဘာပြောလဲသိလားဘာပြောလဲအဖိုးမင်းအစကတည်းကဝါသနာပါတဲ့ဘာသာကိုပဲယူသင့်တာတဲ့ ဟုတ်လားကျွန်တော်အသက်28နှစ်ရောက်လာတော့လူတိုင်းကကျွန်တော်ကိုတိုက်တော့နေမိမယူတော့တဲ့သူတို့ပြောတာနားထောင်ပြီးကျွန်တော်မိမတယောက်နဲ့လက်ထပ်လိုက်တယ်6နှစ်ပဲပေါင်းလိုက်ရတယ်တ냐အလုတ်ကကျွန်တော်နောက်ကျမှပြန်လာတော့ကျွန်တော်မိမကယောက်ျားတယောက်နဲ့အတူအိတ်နေတာကိုကျွန်တော်မျက်စိနဲ့တက်အံမြင်ခဲ့တယ်ကျွန်တော်ဒေါသထွက်လိုက်တာဗျာ ဒါပေမဲ့ကျွန်တော်ဘာမှမလုပ်ပါဘူး။ကျွန်တော်အိမ်ကနေထွက်သွားလိုက်တယ်။နောက်တနေ့ကျွန်တော်ပြန်လာတော့မိန်းမကမရှိတော့ဘူး။ရှိတာတွေအကုန်ယူပြီးအိမ်မော်ကဆင်းသွားတယ်လေ။ကျွန်တော်သားလေးကိုလည်းခေါ်သွားတယ်။သားလေးကိုလည်းဒီနေ့အထိမတွေ့ရတော့ဘူး။သားလေးတည်သလားရှင်သလားမသိတော့ပါဘူးဗျာ။အဲ့ဒီအချိန်ကလေးကကျွန်တော်တယောက်တည်းအထီးကျန်ခဲ့တာပါ။ 哦，撇下来一波耶。จนอသက်40ရောက်တော့ကျွန်တော်အလုပ်ကအဆင်ပြေလာတယ်။ကျွန်တော် contract လုပ်ငန်းကနာမည်ကောင်းရုံသာမကလူတွေကယုံကြည်တော့စီးပွားအလွန်ကိုတက်လာတယ်ဗျ။အဲ့ဒီအချိန်မှာမှရောက်လာလိုက်ကြတဲ့မိတ်ဆွေတွေ၊တငယ်ချင်းတွေ၊ဆွေမျိုးတွေဗျာ။အိမ်ပေါ်မှာဖျားပွေကြနေတာပဲ။ချီးလိုက်တဲ့ပတ်စံ တက်ကတူတော်ကအတူတက်ခဲ့တဲ့တငယ်ချင်းကလည်းရောက်လာတယ်။သူကအင်ဂျင်နီယာဆိုတော့သူ့ကိုယုံပြီးဆောက်လုပ်ရေးလုပ်ငန်းတွေလက်ခံလိုက်တာ။အဲဒီကောင်ကျွန်တော်ငွေတွေအားလုံးအလွဲသုံးစားလုပ်ယုံမကကျွန်တော်ကိုခြောက်ချပြီးထွက်ပြေးသွားတယ်ဗျာ။ကျွန်တော်အဖမ်းခံလိုက်ရပြီးထောင်ချနှစ်ကျသွားတယ်။အဖိုးရဲ့စိတ်မကောင်းလိုက်တာဗျာ။ကျွန်တော်ဘဝမှာ ကျွန်တော်လှုပ်လိုက်သမျှဟာအမားရကြီးပဲဗျ။ဘာကြောင့်လဲသိလားဆရာ။မသိပါဘူးခမ ्या ။ကျွန်တော်သူများပြောတာတွေကြီးနားထောင်ခဲ့နားယောင်ခဲ့တာပဲဗျ။သူများတွေပေးတဲ့အကြံပြောရစကားတွေကိုနားထောင်သင့်တယ်လို့လူတိုင်းကပြောကြတယ်။သူများပြောတာနားထောင် သူများပေးတဲ့အကြံအတိုင်းလိုက်လို့အဲ့ဒါဟာလူတယောက်ရဲ့ဘဝအတွက် အန္တရာယ်အရှိဆုံးပဲအဖိုးတွေ့ခဲ့တဲ့လူတွေက လူကောင်းတွေမှမဟုတ်တာအဖိုးရဲ့ကိုကလွဲရင်ဘသူမှမကောင်းမှုစရာလေတကယ်ပြောတာကျွန်တော်အတွေ့အကြုံရပြောတာဟိုလူကပြောဒီလူကပြောတာတွေကိုနားကနားထောင်သင့်ပေမဲ့ဆရာနှလုံးသားကငင်းပယ်တတ်အောင်ဆရာလေးကျင့်ထားတဲ့ ਨੇ ဒါကတေကန်ဒီအဖိုးကြီးတယောက်ကပြောတဲ့စကားလို့ မှတ်ထားပေးပါဆရာဟုတ်ကဲ့ကျွန်တော်နားလည်ပါတယ်ဆရာကိုတခုမှားခဲ့ခြင်းသေးတယ်မောနေမယ်ဖိုးနားလိုက်ပါအောင်ဆရာဂျူတီချိန်ကုန်ရင်အိမ်ပြန်မယ်မဟုတ်လားဟုတ်ကဲ့ပြန်มาပေါ့ခင်ဗျာမပြန်ခင်ပါလေရေတစ်ခွက်တောက်လိုက်နောက်ဆုံးရေတငုံကိုမြို့မချနိုင်เสียရလေ ပါဇက်ထဲမှာပဲထည့်ပြီးဆရာအိမ်ပြန်လိုက်ဘသူပြောတာမှပြန်မပြောနဲ့ပါဇက်ထဲကရေကိုလည်းမြို့မချလိုက်နဲ့အဲ့ဒီအတိုင်းဆရာအိမ်ကိုပြန်ကြည့်လိုက်ဒါပေမဲ့စိတ်ထဲမှာဆရာကိုဆရာပဲစကားပြန်ပြောကြည့်ဆရာတိကျင်တာတွေပြန်မေးကြည့်လိုက်အဲ့ဒီအချိန်မှာဆရာအတန်ကိုဆရာပြန်ကြားရလိမ့်မယ်သူကဘာလို့တင့်နေ ဘာဖြစ်သင့်နေဆိုတာပြန်ပြောလိုက်မယ်။သူများပြောတာလိုက်မလုံနဲ့ဆရာ။ကိုပြောတာပဲကိုလုပ်ပါ။ဟုတ်ကဲ့အဖိုးကျွန်တော်စမ်းသက်ကြည့်ပါမယ်ဗျာ။နောက်ဆုံးမှာတော့ဆရာအပေါ်လွှမ်းမိုးတာတူးသေးကိုပဲခံဆရာ။ဘသူများလဲဗျာ။ဖရားပေါ်ဖရားစကားနားထောင်မှုကပထမနောက်မှာ ို့စကားကိုပြန်နားထောင်နိုင်တဲ့အဆင့်ကိုသွားပါစေ။ဖះပြောခဲ့တဲ့အတိုင်းနားထောင်ပြီးတော့သာအရာအားလုံးလုပ်ခဲ့မယ်ဆိုရင်ဘယ်တော့မှမမှားဘူး။ကိုတွေ့ပြောတာပါ။ဒါတေကန်ဒီအဖိုးကြီးတယောက်ရဲ့ရင်ဖွင့်ချင်တာတွေပဲ။နားထောင်ပြီးလို့ကျေးဇူးတင်ပါတယ်ဆရာ။ဆရာဝန်လေးဒီထုံညတွင်ဂျူတီအပီး၌ရေငုံနှောက်ပိတ်ပြီးအိမ်ပြန်သည်။ နောက်တနေ့တွင်သူစေးယုံလာသောအခါအဖိုးအိုကွယ်လွန်သွားပြီဖြစ်ကြောင်းသူ သိလိုက်ရသည်ရင်အေးရပေါ့ကတ်ကိုနားဆင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်ဒီပေါ့ကတ်ကို ACE Original ရဲ့ Facebook YouTube Spotify Apple Podcast စတဲ့ platform များမှာနေ့စဉ်နားဆင်နိုင်ပါတယ် အခုလိုအဖို့တန်စာပေများကိုမေတ္တာဖြင့်တင်ဆက်ခွင့်ပြုပေးတဲ့ဆရာတင်ညွန့်ကိုလည်းကျမတို့အေးစေးအဖွဲ့သားများကလှိုက်လဲစွာဖြင့်ကျေးဇူးတင်ရှိပါတယ်ရှင်။ယင်အေးရပေါ့ကတ်ကို AC Studio မှာဖန်တီးတင်ဆက်ပေးထားတာပဲဖြစ်ပါတယ်။ဉာဏ်ပညာနဲ့ချစ်ချင်းမေတ္တာကို အရင်ခံတဲ့နေ့စဉ်ဘဝများကို ကိုယ်စိတ်နှလုံးကြည်သာချမ်းမြေစွာဖြတ်သန်းနိုင်ကြပါစေ။ကျမကတော့ကေပါ။